ရောက်နေတဲ့အမေလည်းပဲဘာဖြစ်လဲအမေပဲအကျွေးကျွယ်လာတဲ့ဈေးတယ်မှာလည်းဘာဖြစ်လဲအမေပဲအကြောင်းတရားအချင်းမွဲလို့တံတောင်းစားအမေလည်းဘာဖြစ်လဲချစ်တတ်တယ်နော်ဒါလေးတွေကိုဒီကနေ့အားလုံးနားလည်ပြီးပါမိမမြန်နေတဲ့မြက်ခင်းဟာပြိဋ္ဌာန်ကြီးရဲ့ပန်းခင်းဖြစ်သွားတယ်ဆိုတာ အမေကိုယည်ညွန်းတာပါ အမေဟာမြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အရာရာကိုရင်ဆိုင်နိုင်ခဲ့ပါရဲ့ရစ်ကြတည်ငြိမ်နဲ့မိမသားတယောက်ဖြစ်အောင်သားတို့အတွက်ယက်တည်၍သမီးတို့အတွက်ယက်တည်၍ကြိုးစားခဲ့တာယေရှုရှင် အမေပါရှေးလမ်းကနေဥဆောင်ပြီးလှုပ်ကြွေးခဲ့တာလေယေရှုရှင်အဖေပါဒါကြောင့်လေသူများရဲ့ငယ်စဉ်ဘဝပြန်တွေးကြည့်လိုက်တော့ဩချစ်တော်ရှင်သွေးလေးများရဲ့ပျော်ရွှင်စရာ အန္တရာယ်ကင်းတဲ့နေရာဆိုတာမိဘရဲ့ရင်ခွင်ပါပဲမှန်ရဲ့လားမှန်ပါပါဘုရားအမေရဲ့ရင်ခွင်ဟာ အန္တရာယ်ကင်းခဲ့တယ်ဘေးရန်ရှင်းခဲ့တယ်ချင်းလေးမှတ်ကလေးတောင် မကြိုက်ခဲ့ပါဘူးမှန်ရဲ့လားဗျာမှန်ပါပါဘုရားအဲ့တော့ဒီကနေ့အမေတို့အိုကုန်ကြပြီအဖေတို့အိုကုန်ကြပြီကိုမွေးတာတဲ့သားလေးတွေကိုကြည့်သမီးလေးတွေကိုကြည့်ပြီးတော့သားကိုရှိ၍ဟောလားသားကိုကြည့်၍ အားရှိခြင်း ਨੇ သမီးလေးကို ကြည့်ပြီးတော့ထီးလေးပမာအရိပ်ခိုးခြင်း ਨੇ ဒါကိုဒီကနေ့သားတို့ကအားရှိအောင်ပြန်ပြီးတော့စောင့်ရှောက်ပါ သမီးတို့ကလည်းပဲအားကိုးစရာအရိပ်ခိုးစရာထီးလေးပမာဖြစ်အောင် အမေကို အဖေကို မိုးပေးကြစမ်းပါ အမေအိုပြီးအဖေအိုပြီးဆိုပြီးတော့ကြောင်ထိုးတာမျိုးပြိဿကြီးမဖြစ်ပါစေနဲ့မှန်းရလားဗျာဒါကြောင့်ပြိဿကြီးလောကမှာဥပမာအားဖြင့်ပြောရင် အစာဝနေတဲ့သူဟာအစာအာဟာရကိုဝနေတော့မေ့တာပေါ့မှန်းရလားပြိဿကြီးအစာဝနေတဲ့ပုဂ္ဂိုလ်ဟာဆာလောင်မှုကိုမေ့နေတယ် ကျမ်းမာနေသူဟာပြိဿကြီးရေဝေဒနာတွေကိုမေ့နေတယ်စီးစိမ်ခံစားနေရတဲ့အချိန်မှာဆင်းရဲဒုက္ခတွေကိုမေ့နေတယ်လောကကြီးမှာဖြစ်တတ်တဲ့သဘာဝမအိုသေးခင်မှာအိုခြင်းတရားကိုဘာဖြစ်လဲမေ့နေတယ်မနာသေးခင်မှာနာခြင်းတရားကိုမသေးသေးခင်မှာသိခြင်းတရားကိုမိဘနှစ်ပါးရှိတော့မှလည်းမိဘနှစ်ပါးကို ဒီတရားနာပြီးမမေ့နဲ့တော့နားလည်ကြပြီနော်အမေပေးနိုင်တဲ့မေတ္တာမျိုးပြိဋ္ဌာကြီးအခြားသူပေးနိုင်ပါမလားအဖေပေးတဲ့မေတ္တာမျိုးလည်းပြိဋ္ဌာကြီးအခြားသူပေးနိုင်ပါမလားဘယ်သူမှဘယ်သူမှပြိဋ္ဌာကြီးအစာထိုးလို့မပေးနိုင်ပါဘူးဗျာဒါကြောင့်အမေရဲ့ရင်ထဲကမေတ္တာတရားတွေဟာ ဘလောက်ဒီဒီဂရီအတိုင်းဒါရှိတယ်ဆိုတာပြိဋ္ဌာယေဘာနဲ့မှ တိုင်းပြလို့မရနိုင်ပါဘူး။ဩတိတာယုံလေးလောကဥပမာအနေအားဖြင့်ပြောရမယ်ဆိုရင်မိဘရဲ့မေတ္တာတရားတွေကမြင့်မို့တောင်ကြီးနဲ့နိုင်ပြတော့လေမိဘရဲ့မေတ္တာတရားကတာခဲ့တာပဲမို့လား။အဲ့ဒီမြင့်မို့တောင်ကြီးနွားဦးချိုလောက်ဖြစ်သွားတဲ့ပြိဋ္ဌာယေဟောဒီမိုးကောင်းငင်ကြီးကိုမော့ကြည့်ပြီးတော့ မိဘရဲ့မေတ္တာတရားတွေနဲ့နိုင်ကြည့်လိုက်မယ်ဆိုရင်ဒီမိုးကောင်းကင်ကြီးကလည်းပဲဇီးရွက်လောက်ပဲဖြစ်သွားတယ်။ပင်လေသမုဒ္ဒရာကြီးတွေဟာလည်းပြိဿကြီး။အိုးမိုးရေစက်ကလေးတစ်ပေါက်လောက်ပဲပြိဿကြီးဖြစ်သွားတယ်ဗျာ။အဲ့တော့မိဘရဲ့မေတ္တာတရားဟာပြိဿကြီးမကြီးမားဘူးလား။မကြီးပါဘူးဗျာ။ဒါကြောင့်ဘယ်လိုပဲပမာပုံခိုင်းနိုင်ပြတော့လည်းပဲ ဘယ်လိုပင်ဘယ်ရရည်နဲ့နိုင်နိုင်တန်ဖိုးကြည်မာတဲ့အနိုင်မဲ့မေတ္တာပိုင်ရှင်ကျေစုရှင်မိဘနှစ်ပါးတို့ကိုဒုံမီသင်သာကောင်းသမီးမြတ်တို့သည်ဝန္တထသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကရော့မြန်တို့လည်းဆုံးမောကရှ िख ောပူဇော်တော်မူကြကုန်ရသည် ဒါကြောင့်မိဘနှစ်ပါးရဲ့ယေရှုတရားတွေဟာဘယ်လိုပဲပမာပုံခိုင်းနှိုင်းပြတော်လဲပဲဘာနဲ့နှိုင်းနိုင်ပရိသတ်ကြီးရေတုလို့နှိုင်းလို့မရနိုင်ပါဘူးဗျာရနိုင်ပါမလားမရနိုင်ပါဘူးဗျာမရနိုင်ဘူးဒီကနေ့လူတော်သူကောင်းတွေဖြစ်လာတယ်ဆိုတာတိုင်းပြည်အတွက်အဖို့တန်နဲ့အားကိုးရတဲ့သားကောင်းသမီးကောင်းတွေဖြစ်လာတယ်ဆိုတာမိဘနှစ်ပါးကောင်းငယ်လို့ဗျာမှန်ရလားမှန်ပါဗျာကဲအားလုံးကြားဘူးတဲ့စကားလေးပြောမယ် ကလေးကောင်းမှလူကြီးကောင်းပဲကလေးကောင်းမှဒီကလေးတွေကောင်းဖို့အတွက်အမေနဲ့အဖေကတာဝန်ယူတာမို့လားအဲ့တော့လူကြီးကောင်းဖြစ်ဖို့ရန်အတွက်အမိကိုဖယ်ထားလို့မရဘူးအဖေကိုဖယ်ထားလို့မရဘူးကလေးကောင်းမှဗာဖြစ်လူကြီးကောင်းမှအဲ့ဒီကလေးလေးကောင်းဖို့ရန်အတွက်ပြုစုစောင့်ရှောက်လှုပ်ကြွေးလိုက်တာကဘယ်သူလဲအမေနဲ့အဖေ ဒါကြောင့်မလို့ပြိဿကြီးရေနပိုလီယံကနေပြီးတော့ပြင်သစ်နိုင်ငံကြီးဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အလိုအဆုံးအရာဟာဘာလဲဆိုပြီးတော့မေးဘူးတယ်အဲဒီလိုမေးလိုက်တဲ့အခါမှာမဒန်ကင်ပန်ဆိုတဲ့မျိုးသမီးကြီးတယောက်ကနေပြီးတော့ခါကော့ယင်ကော့ပြီးပြိဿကြီးရေဖြေလိုက်တယ်ဟုတ်လားတိုင်းပြည်အတွက်အနာခက်ကျယ်ပွင်လေးတွေကောင်းဖို့ တိုင်းပြည်ရဲ့တယံစာတကလေးတွေလူတော်သူကောင်းတွေဖြစ်လာဖို့ရန်အတွက်အရေးအကြီးဆုံးအရေးအကြီးဆုံးအလို့အဆုံးကတော့တဲ့မိခင်ကောင်းတွေပါပဲရှင်ဆိုပြီးဖြေလိုက်ပါတည်းနပိုလီယံတိတ်သဘောကျတိတ်မှန်ကန်ပြည့်စုံတဲ့အဖြေပဲဆိုပြီးတော့ပြိဿတ်ကြီးအားရကျေနပ်ပြီးတော့အဲ့ဒီအဖြေကိုဂုံပြုတ်တယ်မှန်ရလားမှန်ပါဗျာအမေဟာ အမေပါအမေနေရာဘသူမှအစာမထိုးနိုင်အဲဒါကြောင့်ဒီကနေ့တိုင်းပြည်ရဲ့အနာဂတ်ကျေပွင်လေးတွေမျိုးဆက်သစ်လေးတွေကောင်းစားဖို့ရန် အတွက်အဲဒါမိခင်ကောင်းတွေသိလိုအပ်ပါတယ်ဒါကြောင့်ဒီကနေ့ယေရှုရှင်မိဘများကသားတို့သမီးတို့ရဲ့အပေါ်မှာရင်ခွင်ပိုက်အရွယ်လေးကစပြီးအချိန်နဲ့တပြေးညီ နေစဉ်နဲ့အမြတာသမီးရဲ့ဝေယဝဲစအညစ်ကြီးကစတုတ်တင်ပြီးတော့အရေးတကြီးကြီးတကြိတ်ကြီးနဲ့ပြိတ္တကြီးကြီးပွားအောင်ကြီးထွားအောင်လူလားမြောက်အောင်စောင်းလျှောက်ခဲ့တာဟာမိဘနှစ်ပါးပါပဲဒါတွေကိုပြိတ္တကြီးမျက်ွယ်ပြုလို့ရမလားမရဘူးဗျာဒါကြောင့်တို့ပြိတ္တများဒီကနေ့လူငယ်တွေကနေပြီးတော့လူကြီးဖြစ်လာကြပြီ အပြုတ်လူပြုတ်လူလွတ်ဘဝတွေကနေပြီးတော့မှမိဘဆိုတဲ့ဘဝကိုဘာဖြစ်လဲရောက်လာကြပြီရောက်လာတဲ့အခါမှာဥစဉ်ကတော့တတိပေးခြင်းပါတယ်မိဘရဲ့မေတ္တာတရားတွေဟာတူးလို့နိုင်လို့မရနိုင်ပါဘူးမရနိုင်တဲ့အတွက်ကြောင့်ဒီကနေ့လူငယ်ကနေလူကြီးလူလွတ်ဘဝကနေမိဘဘဝကို ရောက်လာကြတဲ့မိခင်လောင်းများဖခင်လောင်းများမိဘတာဝန်ကျေဖို့ဒါလေးလည်းပြိဿရေမလိုအပ်ဘူးလား တချို့ကမိခင်ဖခင်တာဖြစ်သွားတာစိတ်ကမပြောင်းဘူး။ဒါမျိုးတွေရောမရှိဘူးလား။မရှိပါဘူး။ဩဦးဇင်ကမိဘမေတ္တာတရားဟောတော့စကိုင်းနဲ့ကလည်းလွဲ့နေ။အမတိဘိဘောကလည်းလွဲ့နေ။နာဘူးတဲ့ပုံကိုယ်တွေလည်းများပါတယ်။အဲ့တော့ပရိသတ်ကြီးဓလီဖုန်းနဲ့လမ်းပြီးတော့ရှောက်ဘူးတဲ့။ဘုံဘုံဗျာတဲ့။တချို့မိဘတွေကကြတော့လည်းပဲတောင်းမကြည့်ဘူးတဲ့။အဲ့ဒါကြောင့်မလို့မိဘတွေလည်းပဲဟောပေးပါဦးတဲ့။ဒါလိုပြောတယ်ဗျာ။ လူငယ်တွေကနေလူကြီးပြည့်သွားတော့မိခင်စိတ်ဖခင်စိတ်ကမပေါက်ဘူးကိုမွေးတဲ့သားသမီးကိုကိုအမေဖေးအဖိုးအဖွားလက်ထဲထိုးအပ်ပြီးသူတို့သွားကြင်ရသွားအဲ့ဒီလိုလူမျိုးတွေရောမရှိဘူးလားမရှိပါဘူးခင်ဗျာစောက်ထဲတွေ့တာမဟုတ်ဘူးမျက်လုံးနဲ့မြင်ပြီးတော့လက်တွေကိုပြောနေတာမရှိဘူးလားမရှိပါဘူးခင်ဗျာအမေနဲ့အဖေကတော့ချစ်လိုက်ရတာသားတွေသမီးတွေလူလားမြောင်းလာပြီးအိမ်တော်ရဲ့သားတွေကြကုန်ပြီဒါပေမဲ့ပြိတ္တကြီးမဲမဲရရမိဘအပေါ်လဲဘာမှပြုစုလုပ်ကိန်ကျွေးမွေးသွားတာလည်းမရှိဘူး အခုလည်းပဲပြိတ္တကြီးကိုချီဘွားကိုမရနိုင်သေးဘူးအဲ့တော့ကိုဟာကိုချစ်လို့ဟုတ်လားအေးနေယူကြတယ်မရယူကြတယ်ယူလာကြပြီဟုတ်လားတအိုးတအိမ်ထူထောင်လို့အိမ်တဆောင်မိတပြောင်းအဲ့ဒီလိုလည်းပဲနေဖို့ရန်လည်းမကြိုးစားကြဘူးနောက်ဆုံးတော့ပြိတ္တရဲ့အမိအိမ်ပြန်လာအဖေအိမ်ပြန်လာဟိုဘက်ကအဖီချဒီဘက်ကအဖီချဟိုဘက်ကအခန်းကန့်ဒီဘက်ကအခန်းကန့်ကြာတော့အမေကိုနေစရာမရှိဘူးဒီလိုသားသမီးတွေမရှိဘူးလား သူတို့ကိုယ်တိုင်မိဘဘဝရောက်နေပြီဒါပေမဲ့သဘောမပေါက်သေးဘူးနော်အဲ့ဒါသူတို့ကလေးသူတို့တောင်ပြိဋ္ဌာန်ကြီးရေဟောဒီမှာနော်ဟိုလူတိုင်းတော့မဆိုလိုပါဘူးတချို့မထိတ်ငြိမ်ဘူးအဲ့ဒါအဖိုးအပွားလက်ထဲအပ်ထားတယ်ဒီလိုလူမျိုးတွေရောမရှိဘူးလားဒါပေမဲ့အဖိုးတို့အပွားတို့အမေတို့အဖေတို့ကတော့လေသားမှာအချစ်မြင်းမှာအနှစ်ဘယ်တော့မှညော့မသွားဘူး အဲ့ဒီလိုချစ်ချင်းမေတ္တာတရားတွေနဲ့ချစ်နေနိုင်နေဗျာဒါကြောင့်မလို့ဥစဉ်ဆိုလိုခြင်းတဲ့သဘောကတော့သားတို့တမီးတို့ငယ်တုန်းလေးမှာမိဘဟာပဓာနာကြတယ်ဒါကြောင့်မိခင်လောင်းများဖခင်လောင်းများမိဘဘဝကိုပြိတ္တာကြီးရောက်ရှိကြတဲ့နော်မိခင်ဖခင်များကိုယ့်ရဲ့သားလေးတွေတမီးလေးတွေအတွက်အထူးကနေရာမှာတို့သားတမီးလေးတွေ